မြောက်ကိုရီးယားနျူကလ িয়ার ဒုံးကျည်အရေးကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကိုကြိုဆိုကြောင်းပြောဆိုခဲ့ပြီးနောက်တောင်ကိုရီးယားမှာချထားတဲ့အမေရိကန်ဒုံးခွင်စနစ်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအတွင်းကန့်ကွက်မှုတွေရှိနေတဲ့အပေါ်မှာလည်းစိုးရိမ်မိကြောင်းတရုတ်တာဝန်ရှိသူတွေကအီဘရန်၂၉ရက်နေ့မှာပြောဆိုခဲ့ပါတယ်။အမေရိကန်ကိုချေမှုန်းပြဖို့ထက်တလဲလဲချင်းချောင်းပြောဆိုနေတဲ့မြောက်ကိုရီးယားတို့ရဲ့နျူကလ িয়ার အရေးကိစ္စကိုတရုတ်ဘက်ကကြားဝင်ဖြေရှင်းဖို့တွန်းပြလှုံ့ဆော်လာပြီးနောက် တံပြန်ချင်းချောင်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့မြောက်ကိုရီးယားကိုနျူကလ িয়ার အစီအစဉ်အဆုံးသက်ရေးကသာပြင်းရှင်းဖို့နီလန်းဖြစ်တယ်လို့တရုတ်ဘက်ကကြေညာပေးထားတာဖြစ်ပါတယ်။ အမေရိကန်အစိုးရဘက်ကသတင်းထုတ်ပြန်မှုမှာတော့ကိုရီးယားကျွန်းဆွယ်ဒေသမှာနျူကလ িয়ার ကင်းစင်နဲ့ငြင်းချဲ့ရရှိဖို့နဲ့ဒေသတွင်းအခြေအနေတွေတည်ငြိမ်အေးချမ်းဖို့အတွက်အမေရိကန်ပြည်အောင်စုကနီးလန်းရှာဖွေနေသလိုမဟာမိတ်တွေအတွက်ခုခံကာဝယ်ဖို့ကိုလည်းပြင်ဆင်ထားပြီးဖြစ်တယ်လို့ပါဝင်ပါတယ်။တရုတ်နိုင်ငံဈိုင်းဝန်ကြီးဌာနရဲ့ပြောခွင့်ရသူဂန်ရွှန်းကတော့မကြာသေးမီကပြောဆိုခဲ့ရတဲ့အားလုံးကိုတေချာမှတ်သားထားပါတယ်လို့အမေရိကန်အပေါ်မှတ်ချက်ပေးပြောဆိုမှုနဲ့ပတ်သက်လို့သတင်းထောက်တွေကိုပြောဆိုပါတယ်။ဒါပြင်မြောက်ကိုရီးယားရဲ့နျူကလ িয়ার အရေးကိုငင်းချက်မှုနဲ့ဖြေရှင်ဖို့အကြောင်းအရာတွေကထောက်ခုပြုမယ်လို့လည်းမျှော်လင့်မိကြောင်းညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ကိုလည်းမျှော်လင့်မိတယ်လို့တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်တရုတ်နိုင်ငံအနေနဲ့အခုလိုပြောဆိုမှုသတင်းစကားတွေဟာအပြုသဘောဆောင်တာဖြစ်ပြီးအကျိုးဖြစ်ထွန်းမှုရှိမယ်လို့ယုံကြည်ကြောင်းလည်းအကျိုးဖြစ်ထွန်းမှုရှိမယ်လို့ယုံကြည်ကြောင်းလည်းသတင်းထောက်တွေကိုပြောကြားခဲ့လို့သိရပါတယ်